ါရှင့်ရန်ကုန်ခေတ်သစ်ရဲ့နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ရုရှားနိုင်ငံမှာကမ္ဘာအနှံ့မြူဖိုရန်တက်ဖို့အတွက်နေပြည်တော်လေဆိပ်ကနေမော်စကိုမြို့ကိုဒီနေ့မနက်ပိုင်းကအကြမ်းဖက်မင်းအောင်လိုက်ထွက်ခွာသွားပြီးစက်တင်ဘာလ26ရက်နေ့မှာတော့ပြန်လည်ရောက်ရှိမယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောပါရယ်။လန်စေမာစစ်တပ်နဲ့ပြည်သူစစ်တွေတိမ့်ပိုက်ခဲ့တဲ့စခန်းကုန်းကို ။ KIA ပူးပေါင်းတပ်တွေကပြန်လည်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးစစ်တပ်ကသေဆုံးမှုများပြားကစစ်တုပ်ပန်းတွေနဲ့လက်နက်ခဲယံတွေဖမ်းဆီးသိမ်းဆီးရရှိခဲ့တဲ့သတင်းပါဝင်နေ့လည်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ဟာကမ္ဘာ့နိုင်ငံဖိုရမ်2025ကိုတက်ရောက်ဖို့အတွက် ဒီနေ့မနက်ပိုင်းမှာနေပြည်တော်ပြည်ပဆိုင်ရာလေစိတ်ကနေထွက်ခွာသွားတယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောပါရယ်အချမ်းဘတ်မင်းအောင်လိုင်းတက်ရောက်မဲ့ကမ္ဘာအမှုမြူဖိုရန်ကိုစတင်မာလာ25ရက်နေ့ကနေစတင်မာလာ28ရက်နေ့အထိရုရှားနိုင်ငံမော်စကိုမြို့မှာကျင်းပပြုလုပ်မှာဖြစ်တယ်လို့သိရပါရယ်အဲ့ဒီပွဲကိုတက်ရောက်ဖို့အတွက်မင်းအောင်လိုင်းကိုရုရှားကောင်းဆောင်ပူတင်က ဖိတ်ကြားခဲ့ပြီးအဲ့ဒီဖိုရန်ကို နိုင်ငံပေါင်း100ကျော်တက်ရောက်မယ်လို့သိရပါရယ် ဖိုရန်ကိုတော့ရုရှားနျူကလ িয়ার လုပ်ငန်းရဲ့နှစ်80ပြည့်အထိမ်းအမှတ်ဖြစ်ကျင်းပပြုလုပ်တာဖြစ်တယ်လို့လည်းသိရပါတယ်။အခုနှစ်မတ်လ4ရက်နေ့ကလည်းအကြံဘတ်မင်းအောင်လိုင်းကရုရှားနိုင်ငံကိုတွားရောက်ခဲ့ပြီးရုရှားသမ္မတဗလာဒီမာပူတင်နဲ့မော်စကိုမြို့မှာရှိတဲ့ကရမလင်ဇန်တော်မှာတီးတက်တွေ့ဆုံဆွေးနွေးခဲ့ပါသေးတယ်။တအပြင်အခုနှစ်မေလ9ရက်နေ့ကရုရှားနိုင်ငံမော်စကိုမြို့ယင်းပြင်းဒီမှာကျင်းပခဲ့တဲ့ 1941-1945မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ280ပြည့်ထိမ့်မတ်စည်ရပြခန်းနာနဲ့ဆက်ဆက်အခမ်းအနားတွေကိုလည်းအကြံပတ်မင်းအောင်လိုင်ကတက်ရောက်ခဲ့ပြီးအဲ့ဒီအခမ်းအနားကိုတက်ရောက်လာတဲ့အခြားနိုင်ငံကခေါင်းဆောင်တွေလည်းလည်းတီးခြားတွေ့ဆုံဆွေးနွေးခဲ့ပါသေးတယ်။အခုတက်ရောက်မဲ့ကမ္ဘာအမှုမြူဖိုရမ်ကိုမင်းအောင်လိုင်ကသူတို့မိသားစုတည်ထောင်အသုံးပြုဖို့ဝယ်ယူထားတဲ့ MAR2 လေယာဉ် SYALK နဲ့ထွက်သွားတယ်လို့သိရပါတယ်ရှင်။ ကချင်ပြည်နယ်ဘက်ကသတင်းကိုတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်စော်လော်မြို့နယ်လမ်းဆဲဒေသမှာစစ်တပ်နဲ့ပြည်သူစစ်တွေကထိုးစစ်ဆင်တင်ပိုက်ခဲ့တဲ့စခန်းကုန်းကို KIA ပူးပေါင်းတပ်တွေကပြန်လည်တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ KIA ရှီတန်းသတင်းရင်းမြစ်ကရန်ကုန်ခေတ်တက်ကိုပြောပါရယ်။ပြီးခဲ့တဲ့စက်တင်ဘာလ16ရက်နေ့နဲ့စက်တင်ဘာလ20ရက်နေ့ကနေစတင်ပြီးစစ်တပ်ကစော်လော်မြို့နယ်လာဟီစင်နဲ့လမ်းဆဲဒေသကိုခေါလံဖူးမြို့နယ်ကအကြမ်းဖက်စစ်တပ်တွေနဲ့ပြည်သူစစ်ပူးပေါင်းစစ်ကြောင်းကထိုးစစ်ဆင်ဝင်ရောက်လာခဲ့ပါရယ်။ အဲ့စစ်တပ်စစ်ကြောင်းတွေနဲ့ KIA ပူးပေါင်းတပ်ဖွဲ့တွေကြားတိုက်ပွဲတွေပြင်းထန်ဖြစ်ပွားခဲ့ပြီးစစ်တပ်ကလေရင်နဲ့ဘုံကျဲမှုတွေလည်းလှုပ်ဆောင်ခဲ့ပါသေးတယ်။ဒါအပြင်အင်အားအလုံးအင်းနဲ့ထိုးစစ်ဆင်လာတဲ့အတွက် KIA ပူးပေါင်းတပ်တွေထိန်းချုပ်ထားတဲ့စခန်းကုန်းတစ်ခုကိုစက်တင်ဘာလ22ရက်နေ့မှာယာယီဆုတ်ခွာပေးလိုက်ရပေမဲ့လေစက်တင်ဘာလ23ရက်နေ့မှာတော့အဲ့ဒီစခန်းကိုပြန်လည်တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့သိရပါဗျ။ အဲ့ဒီအပြင်စစ်တပ်ဘက်ကတိုက်ဆုံမှုများပြီးစစ်တုံပန်းနဲ့လက်နက်ခဲယမ်းတွေလည်းတင်စီရရှိခဲ့တယ်လို့ KIA ရှီရန်သတင်းရင်းမြစ်ကပြောပါရယ်စစ်တပ်ကအထိနာလာကြောင့်ပြီးခဲ့တဲ့စက်တင်ဘာလ22ရက်နေ့နေ့လယ်2:25မိနစ်အချိန်ကလမ်းဆယ်ကြီးပါကိုစစ်တပ်ကလေကြောင်းနဲ့ပုံချိတ်ခဲ့တဲ့အတွက်ခလင်းငယ်တူအမျိုးသားတူအမျိုးသမီးတူစုစုပေါင်း3ဦးသေဆုံးက2ဦးတန်ရာရရှိခဲ့ပါရယ်ကချင်ပြည်နယ်ဆော့လော်မြို့နယ်နဲ့ခေါလန်ဖူးမြို့နယ်အဆက်မှာရှိတဲ့ စစ်တလောက်ခံလာဟီစင်ပြည်သူစစ်စခန်းနဲ့ခရန်တီတန်ပြည်သူစစ်စခန်းတို့ကိုကချင်လွတ်မြောက်ရေးတပ် KIA PDF ပူတာအိုနဲ့ခါကာဘိုပြည်သူကာကွယ်ရေးတပ်ဖွဲ့ KPF ပူပေါင်းတပ်တွေကမနစ်က2024ခုနှစ်အတွင်းမှာလဲတိုက်ခိုက်သိမ်းပိုက်ခဲ့ပါသေးတယ်ရှင်။အေယာဝတီတိုင်းဘက်ကသတင်းကိုတင်ဆက်ပေးပါမယ်။အေယာဝတီတိုင်းပသိမ်မြို့အမှတ်၈ရပ်ကွက်ယာယီမှုမြင့်ကိုကရက်ကွက်နေပြည်သူကိုစော်မင်းထွေးကို ပေါ်တာဆွဲဖမ်းဆီးပြီးစစ်မှုထမ်းတပ်သားတွေအဖြစ်စစ်တပ်စီကို ငွေကျပ်310နဲ့ရောင်းစားခဲ့တယ်လို့ဒေတာတွင်းသတင်းရင်းမြစ်ကရန်ကုန်ခေတ်စ်ကိုပြောပါရယ်။ပသိမ်မြို့အမှတ်၈ရပ်ကွက်ရိုင်းမှုမြင့်ကိုခေါ်ရဲကြီးအောင်အကြမ်းဖက်စစ်တပ်ခန့်ထားတဲ့အုပ်ချုပ်ရေးမှုဟန်ဝင်းအောင်ကိုအတိမပေးပေးစစ်မှုထမ်းအပတ်စဉ်၁၆အတွက်ရပ်ကွက်နေပြည်သူကိုစော်မင်းထွေးကို ပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့သိရပါရယ်။အဲ့လိုပေါ်တာဆွဲဖမ်းဆီးပြီးတဲ့နောက်ကံကြီးတောင်မြို့နယ်တရက်ကွင်းကြီးပါအုပ်စုကိုစစ်မှုထမ်းလူအစားထိုးအဖြစ် အကြမ်းဖက်စစ်တပ်စီကိုငွေကျပ်3130နဲ့ရောင်းစားခဲ့တယ်လို့လည်းသိရပါဗယ်။အကနေရလာတဲ့ပတ်စံတွေကိုလည်းကိုစော်မေထွေးမိသားစုကိုပေးတာမရှိဘဲငွေကြီးတချို့ကိုတော့ရက်ွက်အုပ်ချုပ်ရေးမှုဟန်ဝင်းအောင်ကိုခွဲပေးတယ်ဆိုတာကိုသိရတယ်လို့ဒေတာတွင်သတင်းရင်းမြစ်ကပြောပါဗယ်။အေးရိုင်မှုမြစ်ကောရက်ွက်ရုံးမှလည်းနာမည်ဆိုးနဲ့ကြော်ကြားသူဖြစ်ပြီးစာရွက်စာတမ်းထောက်ခံစာနဲ့အေးစင်းလာလို့သူတွေကိုလည်းကြမ်းတမ်းစွာအော်ဟစ်ပြောဆိုသူဖြစ်ပါတယ် လက်ရှိချိန်ပသိမ်မြို့နယ်မှာစစ်မှုထမ်းဥပဒေနဲ့အုပ်ချုပ်ရေးမှုယာယီမှုနဲ့အကြမ်းဖက်စစ်တပ်တို့ပူးပေါင်းပြီးလူသားတို့စစ်မှုထမ်းတပ်သားတွေကိုအယားအဝယ်ပြုလုပ်နေကြပေမဲ့လည်းမြို့နယ်စီမံကအောင်ကျော်ဦးနဲ့စီမံပုံမှုဇော်ထအောင်တို့ကအရေးယူဆောင်ရွက်တာမရှိဘဲငွေကြေးခွဲယူမှုတွေလှုပ်ဆောင်နေတယ်လို့သိရပါတယ်ရှင်။မကွေးတိုင်းဘက်ကသတင်းကိုဆက်ကြည့်အောင်ပါ။ မကွေးတိုင်းမြိုင်မြို့နယ်နောက်ပင်ရွာတော်ဖုံးကြောင်းကိုအကြမ်းဖက်စစ်တပ်ကစစ်တပ်လေဒီနစီနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရာကြောင်းရွာလုံးကျွတ်ထွက်ပြေးနေရတယ်လို့ဒေသပြည်သူတွေနဲ့မြိုင်တောင်ပင်မြေပြင်သတင်းမှပြန်ကြားရေးဖွဲ့ရဲ့တာဝန်ရှိသူကရန်ကုန်ခေတ်စ်ကိုပြောပါရယ်မနေ့ကစက်တင်ဘာလ23ရက်နေ့နေ့လယ်3:17မိနစ်ခန်းကနေစတင်ပြီးမြိုင်မြို့နယ်နောက်ပင်ရွာတော်ဖုံးကြောင်းကိုအကြမ်းဖက်စစ်တပ်ရဲ့ပခုတ်ကူတမတရားတိတ်ကနေတက်လာတဲ့စက်တပ်လေဒီနစီနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါရယ် အကြမ်းဖက်စစ်တပ်ရဲ့ဘုံကျဲတက်ခိုက်မှုအတွင်းမှာပြည်သူတွေထိခိုက်မှုမရှိပေမဲ့လက်ရှိချိန်မှာတော့ကြေးရွာနေပြည်သူတွေကဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရပါတယ်အဲလိုပဲမကွေးတိုင်းမြိုင်မြို့နယ်ပခုတ်ကူမြို့နယ်ရေစကြိုမြို့နယ်အဆက်ကိုလည်းအကြမ်းဖက်စစ်တပ်စစ်ကြောင်းကနှစ်ရက်ဆက်တိုက်စစ်ကြောင်းထိုးမီးရှို့နေတာကြောင့်ကြေးရွာစစ်တရွာကပြည်သူ8000ကျော်အားဘေးလွတ်ရာကိုထွက်ပြေးနေရပါတယ်။ဒါအပြင်လက်ရှိချိန်မှာလည်းစစ်တပ်မြေပြင်စစ်ကြောင်းအပြင် လေကြောင်းတွေပါပြည်သူတွေကိုပြစ်မှတ်ထားဘုံကျဲတပ်ဖြတ်နေတယ်လို့သိရပါတယ်ရှင်။ တစ်ဖက်ကမြိုင်မြို့နယ်ဘက်မှာတော့မကွေးတိုင်းမြိုင်မြို့နယ်လင်းကတော်ရဲစခန်းကိုလာရောက်တဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ခဲ့ရာကြောင့်စစ်တပ်ဘက်ကထိခိုက်မှုရှိတယ်လို့မြိုင်မြို့နယ်နဂနီယထူတိုက်ခိုက်ရေးတပ်ဖွဲ့ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်စ်ကိုပြောပါရယ်ပြီးခဲ့တဲ့စတေမာလာ၁၂ရက်နေ့မှာမြိုင်မြို့နယ်လင်းကတော်ရဲစခန်းကိုရေစကြိုမြို့နယ်အတွင်းမှာရှိတဲ့ ခလာရ296တရင်29ခွန်တရင်နဲ့298တရင်တွေကနေအင်အား120နဲ့လာရောက်တဲ့စစ်တပ်စစ်ကြောင်းကိုတော်လန်ရေးတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်တပ်ဘက်ကထိခိုက်သိမ်းဆုံးမှုအရေအတွက်ကိုအတိမပြုနိုင်သေးပေမဲ့တော်လန်ရေးတပ်ဖွဲ့ဝင်တွေကတော့အထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။အဲ့တိုက်ခိုက်မှုကိုငကနီအထူးတိုက်ခိုက်ရေးတပ်ဖွဲ့နဲ့မဟာမိတ်တပ်ဖွဲ့တွေကပူးပေါင်းလှုပ်ဆောင်ခဲ့ပြီး တိုက်ပွဲအတွင်းအသုံးပြုတဲ့ကင်းတောက်ဒရုန်းနှစီပျက်စီးဆုံးရှုံးခဲ့တာကြောင့်ဆက်လက်ကင်းတောက်မှုတွေပြုလုပ်နိုင်မှုအတွက်ပြည်သူတွေပူးပေါင်းပါဝင်ပေးကြဖို့ကိုလည်းမေတ္တာရပ်ခံပါတယ်လို့မြိုင်းမြို့နယ်နေကနီအထူးတိုက်ခိုက်ရေးတပ်ဖွဲ့ရဲ့တာဝန်ရှိသူကဆက်လက်ပြောပါရရှင်မကွေးတိုင်းဘက်ကတရင်ကိုပဲဆက်ကြည့်ရအောင်ပါမကွေးတိုင်းပခုတ်ကူမြို့နယ်အင်ပင်ရွာတောင်ဘက်မှာတိုက်ဆွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကိစ္စခန်းကိုရော့ကတ်တွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရာကြောင့်စစ်သားတွေထိခိုက်သေဆုံးမှုရှိတယ်လို့ Cobra 1တပ်ဖွဲ့တာဝန်ခံဘိုးမွေဟောက်ကရန်ကုန်ခေတ္တကိုပြောပါရယ်ပြီးခဲ့တဲ့စက်တင်ဘာလ22ရက်နေ့နေ့လယ်12နာရီခန့်ကပခုံးကမြို့နယ်အင်ပင်ကြီးွာတောင်ဘက်မှာကိစ္စခန်းဖွင့်ကအထိုင်ကျတပ်ဆွဲထားတဲ့စစ်သားတွေဟာအင်အားဖြည့်တင်းထားပြီးစစ်ကြောင်းထိုးဖို့ပြင်ဆင်နေချိန်မှာပဲတော်လန်ရေးတပ်ဖွဲ့တွေက Rocket 3လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါရယ် အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာစစ်သားတွေရှိရာနေရာကိုကြားရောက်ပောက်ကွဲခဲ့တာကြောင့်စစ်တပ်ဘက်က ထိခိုက်မှုရှိပေမဲ့အရေးအတွက်ကိုတော့အတည်ပြုနိုင်တာမရှိသေးဘူးလို့သိရပါတယ်။ဒါအပြင်တိုက်ခိုက်မှုအတွင်းအထိနာခဲ့တဲ့အကြမ်းဖက်စစ်သားတွေဟာလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်ခဲ့ပေမဲ့လည်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကတော့အထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။အဲ့ဒီတိုက်ခိုက်မှုကို ပခုတ်ကူမြို့နယ်ပကဖာတရင်တဲ့ ပခုတ်ကူမြို့နယ်ပကဖာလက်နက်ကြီးတပ်ဖွဲ့ Cobra 1နဲ့ဘာမောက် Revolution Ranger တပ်ဖွဲ့တို့ပူးပေါင်းကတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အလားတူပဲအဲ့ဒီနေ့ညနေပိုင်းမှာအဲ့ဒီကိစ္စခန်းကနေစစ်တပ်စစ်ကြောင်းထွက်လာပြီးစစ်ဘေးရှောင်တဲတွေကို မီးရှို့ဖျက်ဆီးသွားတယ်လို့လည်းသိရပါတယ်။အဲ့ဒီအပြင် မနေ့ကစက်တင်ဘာလ23ရက်နေ့မနက်ပိုင်းမှာလည်းအင်ပင်ရွာစစ်တပ်စခန်းကလက်နက်ကြီးနှလုံးနဲ့ရန်တပ်ပစ်ခတ်ခဲ့တဲ့အပြင်စက်တပ်လေဒီနှစ်စီးနဲ့ပါဘုံသီးနှလုံးကျဲချခဲ့တယ်လို့သိရပါတယ်။ အကြမ်းဖက်စစ်တပ်က ပြစ်မဲ့ပြည်သူတွေကိုပြစ်မှတ်ထားကလေကြောင်းလက်နက်ကြီးတွေနဲ့တိုက်ခိုက်နေတာကြောင့်ပြည်သူတွေအနေနဲ့လည်းစစ်ရေးသတင်းတွေကိုအထူးဂရုစိုက်ပြီးနေထိုင်ပေးကြဖို့ကိုလည်း Cobra 1တပ်ဖွဲ့ကအသိပေးနှိုးဆော်ထားပါရရှင်။အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ထိုင်းနိုင်ငံကချင်နာပူရီခရိုင်မှာတရားမဝင်မြန်မာနိုင်ငံသား၁၁ယောက်နဲ့လမ်းပြမွန်တိုင်းရင်းသားတယောက်အဖမ်းခံရတယ်လို့ထိုင်းသတင်းတွေမှာဖော်ပြထားပါရယ်။ မနေ့ကစက်တင်ဘာလ22ရက်နေ့ညနေ4:15မိနစ်အချိန်ကကချင်နာဘူရီခရိုင်တခန်းတော်မြို့မှာတိုရိုတာကားတစ်စီးနဲ့လိုက်ပါလာတဲ့တရားမဝင်မြန်မာနိုင်ငံသား17ယောက်နဲ့လမ်းပြမွန်တိုင်းရင်းသား1ယောက်တို့အဖမ်းဆီးရရှိခဲ့တယ်လို့သိရပါဗျ။ဒါအပြင်မြန်မာနိုင်ငံသား17ယောက်မှာအမျိုးသမီး6ယောက်နဲ့အမျိုးသား9ယောက်ဖြစ်ပြီးထိုင်းနိုင်ငံအတွင်းကိုဘာစာရွက်စာတမ်းနဲ့ဘာထောက်ထားမှမရှိဘဲခိုးဝင်လာတာလို့သိရပြီးလက်ရှိချိန်မှာတော့ရဲစခန်းမှာမှုဖွင့်ဖမ်းဆီးထိန်းသိမ်းထားတယ်လို့သိရပါဗျ။ အဲ့ဒီမြန်မာနိုင်ငံသားတွေကမြန်မာနိုင်ငံဖျားသုံးစုကနေတဆင့်တောလန်တွေအတိုင်းထိုင်းနိုင်ငံအတွင်းကိုဝင်ရောက်လာပြီးထိုင်းနိုင်ငံမှာအလုပ်လုပ်ဖို့အတွက်ပွဲစားကားအဖြစ်ထိုင်းဘတ်ငွေ15000ကနေ2000အထိပေးခဲ့ရတယ်လို့လည်းသိရပါတယ်ရှင်ဒါကတော့ရန်ကုန်ခေတ္တရဲ့နေလေကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျွန်မကတော့ရှားပါ